က်ရှိအခြေအနေမှာတော့စီးရီအထိတ်လျောက်တည်ငြိမ်နေတယ်လို့ပြောလို့ရပါတယ်။ရှစ်ကောင်စီဘက်ကလည်းလေရင်နဲ့ပြစ်တာတွေလက်နဲ့ကြီးနဲ့ပြစ်တာတွေမတွေ့ရတော့ပါပဲ။ဒါမဲ့ကြောက်ဖူဘက်မှာတော့စစ်ကောင်စီတပ်တွေကအရခတ်တပ်တော်နေမြေရေကိုတိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတဲ့အတွက်ကြိုးချာကြိုးချာတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့တတိယနေ့တော့ရရှိပါတယ်။ရောစီးရီမန်ချက်ပြီးသွားမယ်ဆိုရင်တော့ဒါနိုင်ငံကြီး အဲဘလို့ပုံဖော်လာမလဲဘလို့ပုံဖော်လာမလဲပေါ့ဒါတွေကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်လောလောဆယ်ညနောင်3ဘောကဒီတလအပြစ်ခတ်ရဆက်ထားတဲ့အတွက်အဲတည်ငြိမ်နေတဲ့ကိစ္စတွေလည်းပါကောင်းပါနိုင်ပါတယ်အဲ့လိုအပြစ်ခတ်ရဆဲတွေရက်တွေရဲ့အကန့်အသတ်ကုံသွားတဲ့အခါထပ်ပြီးတော့ ဒါအပြစ်ခတ်ရဆဲဖို့ကျင်ညာချက်ထုတ်လာမလားဒါမို့တိုက်ပွဲတွေပြန်ဖြစ်လာမလားပေါ့နော်အော်ဒါကတော့ကျွန်တော်ပြောရခက်တယ်ဒါမဲ့ AASA ရေမှရှိကအခိုင်တပြည်နဲ့လုံးမှာစစ်ကောင်စီတပ်တွေကင်းစင်သွားဖို့ဆိုရဲရေမှချက်ရှိပါတယ်ဒါကြောင့်ကြံတဲ့မျိုး၃မျိုးပါလေပဲအဲဒါသူ့အနေနဲ့တိုက်ဆက်ဖွင့်ပြီးတော့အနည်းနဲ့အများဆိုတော့ပေါ့နော်အတူအလျှော့ ဒါပြီးတော့ရှိမှာပေါ့အဲ့လိုတိမ့်ပိုက်မယ်ဆိုတာတော့ယုံကြည်ပါတယ်အခုလောလောဆယ်လည်းပဲဒီမြို့သူမျိုးကကွက်ကွက်ကလေးပဲကြံလို့တာပေါ့နေတွေကြတော့အကုန်လုံးဒါအုပ်ချုပ်ရေးရန်ရာတွေပေါ့နော်ဒီအေးတပ်ဖွဲ့တွေစုမှုထမှုကအရာနှုတ်အပြင်းနေပါရှိနေပါပြီလို့ပြောချင်ပါတယ် ။ MND ကတော့အတူအချော်လုပ်ပြီးတော့ဗောနော်သူလာချိုးကိုပေးလိုက်ရတယ်။လာချိုးမြို့ဘော်တို့စစ်ကောင်စီတပ်ဖက်ကပြန်ပြီးနေရာယူလိုက်ပြီးဆိုတဲ့သတင်းတွေကြားရပါတယ်။ TNL ကတော့သာသူအနေနဲ့စစ်ကောင်စီကပြန်တောင်းတဲ့မြို့တွေကိုလက်မခံဘူး။စီးရင်နဲ့ဖြည့်ရှင်းသွားမယ်ဆိုတဲ့ပုံစံမျိုးဒါနောက်လက်မှာပြန်ညှိကြမှာပေါ့။အဲဒီသတင်းတွေလည်းကြားရပါတယ်။ဒါတော့ဒီကိစ္စတွေကတော့ ဒါတစ်ဖက်အဖွဲ့အစည်းနေနေလဲတော်တော်ကိုဆုံးဖြတ်ရခဲ့တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ဒါမဲ့တရုတ်ရဲ့အရှင်ဩဇာအရှင်ဝါကိုလည်း MND တို့ TND တို့ကလွန်ဆန်နိုင်မှုမရပါဘူး။အဲဒီတော့ဒီကိစ္စတွေမှာသူတို့ဘက်ကဘလူတင်းခံမလားပေါ့နော်။ဒါမှမဟုတ်လိမ့်လျော့မလား။တရုတ်ကရောဘလောက်ထိပို့ပြီးတော့ပြအားပေးလာနိုင်တယ်လေ။ဒါလည်းကျွန်တော်တို့က ြောလို့တော့မရဘူးပေါ့ဒါကပိတ်ကပိတ်ကပုံမှာဆက်ပြီးတော့ကြည့်ရှုရမယ့်ကိစ္စလေးဖြစ်ပါတယ်ပြီးတော့ဒီလိုလိမ့်လျောတဲ့အတွေ့နဲ့အဲစစ်ကောင်စီကတော့ဘာပြောပြောခဏတာအသက်ရှူချောင်သွားတာပေါ့ပြီးတော့ဒီဖက်ကလည်းဒါစိတ်အားငယ်မှုတွေစိတ်သက်သာမှုတွေကိုယ်ရှင်ချင်းပြောဆိုမှုတွေရှိလာတယ်ဒါကြောင့် TNL ကတော့ရှိက MND လူအရှုံးပေးမဲ့ပုံတော့မပေါ်ပါဘူးပေါ့တေုကတေုရဲ့လူရတွေကလည်းအကုန်လုံးကရှုပ်ရှားနေကြတာပေါ့နော်သူအနေနဲ့ဒီလိုလုပ်တယ်ဆိုတာမြန်မာစစ်တပ်ဘက်ကမတရားသဖြင့်ဝင်ကူတယ်ဆိုတဲ့ပုံစံမျိုးဟိုဒါတွေကိုပြည်သူတွေကတော့ဒါအများကြီးတေုဆရာကိုဆန္ဒပြတာပြီးပြောဆိုဝေဖန်တာတွေရှိလာတာပေါ့အေးအနေနဲ့ကတော့တေုကအဲ့လောက် ठी ပြပေးစရာ မလိုဘူးလို့ထင်တယ်အဲဘာလို့လဲဆိုတော့ဒီတရုတ်ရဲ့စီးပွားရေးနှီးမြှုပ်နှံမှုတွေကိုပေါ့သူ့အနေနဲ့ကာကွယ်ပေးမယ်စီးပွားရေးနှီးမြှုပ်နှံမှုတွေလည်းဖိတ်ခေါ်ရဲဆိုတော့အဲဒါကြိုပြီးတော့ပြောထားပြီးသားဖြစ်တယ်ဒီနေ့တည်းတည်းလည်းတရုတ်ရဲ့ရေးနှီးမြှုပ်နှံမှုတွေကိုသူ့အနေနဲ့ဘယ်လိုမှမထိခိုက်အောင်စီးပွားတွေစစ်စင်တွေကိုလုပ်နေတယ်လို့မြင်တယ်ဒါကြောင့် AA ကိုဒီထက်တိုးပြီးတော့ဖိအားပေးစရာမမြင်ဘူးဒါအရကတတ်တို့အနေနဲ့လည်း တရုတ်ဖိအားပေးတိုင်းကိုလိမ့်ပြောကြလေအကြောင်းမရှိဘူးလို့မြင်ပါတယ်။နေဆက်ဒေသမဟုတ်တဲ့အခါမှာတရုတ်ရဲ့ဖိအားပေးမှုဟာအထိုင်လျောက်အလာဒါတိုက်ပြီးတော့ထိခိုက်အောင်အရခတ်တတ်တဲ့ရခိုင်ပြည်သူတွေရဲ့ဆန္ဒကိုဟိုပြောင်းပြန်ဖြစ်သွားအောင်ဟိုနင့်နာသွားအောင်အဲ့လိုထိဖြစ်လာနိုင်ရအကြောင်းမရှိလို့မြင်ပါတယ်ဗျ။ဟုတ်ကဲ့ ရခတ်တတော်တိမ့်ပိုက်ထားတဲ့နေမြေတွေထဲမှာဒီ ULD ကတော့အုပ်ချုပ်ရေးရန်တရားတွေကိုအတိကထားပြီးပုံခေါ်နေတာပေါ့ဒီကြီးအရှိုင်းနဲ့တရားဥပဒေစုမှုကြီးဒါကတော့အရင်ကထက်အများကြီးကောင်းလာပါတယ်အရာစုမှုတွေဆိုတာမရှိသလောက်ပေါ့ဘာလို့ဆိုတော့နေမြေအနှံ့ပြားမှာအုပ်ချုပ်ရေးရန်တရားတွေကတော်တော်ကိုအကောင်ခိုင်ပါတယ်အဲဒါကြောင့်ဒါတရားဥပဒေစုမှုကြီးနဲ့ဒီကြီးအရှိုင်းကတော့ ်အရင်ကတည်းအစားပေါင်းများစွာဒါဒေရှာနဲ့တည်ညီတယ်လို့ပြောလို့ရတယ်အဲတပြိုင်နက်တည်းမှာပဲပညာကြီးအေးချမ်းပါကြီးနမ်ပါတ်ဆက်တွေကြီးနော်တိတာဖုန်ပြူရအစအာသူတို့အနေနဲ့အစွမ်းကုန်ကြိုးစားနေတယ်ပေါ့နော်ဟောဒါတွေကလည်းဒါအစိုးရတော်လိုင်းရေးအစိုးရတရားဆိုတော့ပြီးပြည့်စုံတဲ့အစိုးရတရားမဟုတ်ပေမဲ့သူတို့ဘက်ကလှုပ်ဆောင်မှုတွေကတော်တော်ကိုခီးရောက်ပါတယ်ပြည်သူတွေအတွက်လည်းအထိတ်လျောက်အော်ကျွန်တော်အကျိုးပြုတယ်လို့ပြောလို့ရပါတယ် ရခတ်တပ်နဲ့တိုက်ပွဲဖြစ်ကြတဲ့ကဒီစစ်ကောင်စီတပ်တွေကနော်ဖြက်လေးဖြက်နဲ့ရခိုင်ပြည်ကိုလုထားတယ်။ပြည်မကပြစ်စီအထူးသဖြင့်ပေါ့နော်ဒီစားတောက်ကုံစားတောက်ကုံတွေပြီးတော့ဒီစီဝါတွေပေါ့တခြားအတုံးဆောင်တွေကအစဖြတ်တောက်ထားတယ်။တော်တော်ဒုက္ခရောက်ခဲ့ကြပါတယ်။တမျိုးနဲ့တမျိုးမျိုးနဲ့နဲ့တရော်နဲ့တရော်အမတော်ရအောင်ဒီပြည်သူတွေကို ဒုက္ခပေးခဲ့ပါတယ်အခုတော့ဒီခက်ခဲအကျတဲ့လွန်မြောက်သွားပါပြီကိုရီတာကိုကိုအရှိုးရတဲ့အခါမှာအာဒီလေယာစိတ်ပြည့်ရလက်တော်တော်ကိုအောင်မြင်မြင်လုပ်နေခဲ့ပြီဆိုတော့စားရရိတ်ခါကအထိတ်တယောက်ဈေးနှုန်းကျဆင်းပြီးတော့တက်တာသွားပြီရှင်ပြောရရင်တော့ရခိုင်ကမငတ်တော့ဘူးပေါ့နော်ကိုအားကိုကိုပြီးတော့စိတ်ပြည့်လာကြပြီလို့ပြောလို့ရပါတယ် ်ခိုင်ပြည်ထဲမှာပေါ့အာရခတိုင်းပြည်ထဲမှာကျွန်တော်တို့နေဆိုင်တဲ့လူမျိုးတွေအကုန်လုံးကနော်နိုင်ငံသားအခွင့်အရေးကိုရကြမယ်လမ်းလူရေကြီးအခွင့်အရေးကိုရကြမယ်ဆိုရင်နောက်ထပ်နေရာတစ်ခုပြည်နယ်တစ်ခုပေါ်ပေါက်လာနိုင်စရာမလိုအပ်တော့ဘူးပေါ်ပေါက်လာဖို့လည်းအကြောင်းမရှိဘူးလို့မြင်ပါတယ်အရင်ဆုံးစစ်ကောင်စီအစိုးရအဆက်ဆက်ပေါ့နော်အရင်အဆက်ဆက်အစိုးရကမစင်နဲ့ရခိုင်မျိုး ဒါလူရင်လူတလူရန်တိုက်ပြီးတော့အခွင့်အရေးကိုဒါတူလေးလျှော့လိုက်အဲ့လိုလုပ်ပြီးတော့ဆရာကြီးလုပ်ခဲ့တယ်ပေါ့ဟိုတစ်ဖက်လူမျိုးစုတွေကနိုင်ငံရေးအရဆေးအရအသုံးချခံခဲ့ကြရတယ်အဲအဲ့ဒါကြောင့်လည်းပဲမူစင်းတဲ့ရခိုင်တွေဂျာမန်ပြည်နာတွေဖြစ်လာခဲ့တယ်ပေါ့အခုချိန်မှာတော့ကျွန်တော်တို့အရခတ်တတ်တော် UL အစိုးရရဲ့ဒါမူဝါဒကြောင့်ပေါ့နော်မူစင်းတဲ့ရခိုင်တွေကအေးအေးရှမ်းရှမ်းနဲ့အတူတူ နေဆိုင်နေတဲ့အခြေအနေမျိုးဟိုမတော်ရဒီမတော်ရဟိုမလို့ရဒီမလို့ရအဲ့ဒါမျိုးကန့်သတ်မျိုးတွေလည်းဘာမှမရှိတော့ဘူးအဲ့လိုဝိခိုင်နဲ့မွတ်စလင်တွေကြားမှာလမ်းလူရေတွေအခွင့်အရေးရမယ်လူအခွင့်အရေးတွေရမယ်ဆိုရင်ဒါနိုင်ငံသားအခွင့်အရေးတွေရမယ်ဆိုရင်ပြည်နယ်ဆိုတာမလို့အပ်တော့ပါဘူးဟောကျွန်တော်တို့အတူတူကဒီမျိုးကိုစောင့်ရှောက်ကြမယ်အဲဒီမျိုးမှာအတူတူကနေထိုင်ရမယ် အဲဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတူတူကကြိုးစားကြမယ်အဲ့ဒါအသိစိတ်တမ်းမျိုးကဒီနေ့မွတ်စလင်တွေမှာလည်းစပြီးတော့ဖြစ်ပေါ်လာပါပြီအဲအရင်တုန်းကတော့ဒါတဖက်ရဲ့သွေးခွေးအုပ်ချုပ်မှုပေါ့ဒဘိုင်းဘရူးတို့အဲ့လိုလှုပ်ထားတဲ့အတွင်းနဲ့အဒီပြဿနာတွေဖြစ်လာတာပါကျွန်တော်တို့ဘက်ကလည်းအခုအစကျွန်တော်တို့တွန်လိုင်းအစိုးရဘက်ကလည်းအကုန်လုံးကိုမူဝါဒတွေနဲ့ဖြေလျှော့ပြီးတော့ဟောသူ့ဒေတာကိုသူ့အုပ်ချုပ်တာတို့ဂျူရီလူကြီးတွေနဲ့ဆုံးဖြတ်တာတို့မွတ်စလင်ရဲ့ကော်မတီဖွဲ့စည်းတာတို့အဲ့လိုမျိုးလှုပ်ပြနေတဲ့အတွက် အမကြာခင်ပဲဒီကိစ္စတွေကအပြည့်လေသွားလိမ့်မယ်အဲဒါအစွမ်းရောက်တွေကတော့ရှိမှာပေါ့နော်ဒါပေမဲ့ emotion တွေကလည်းအစွမ်းရောက်အစွမ်းရောက်ဒီအဖွဲတွေကိုလက်ခံမှာမဟုတ်ဘူးကျွန်တော်တို့နဲ့တသွေးတသားတွေရက်တည်ပြီးတော့ရခိုင်ပြည်ကိုကာကွယ်ကြလိမ့်မယ်အဲ့လိုစိတ်ဓာတ်မျိုးဖြစ်လာလိမ့်မယ်လို့တော့ယူဆပါတယ် တော့လည်းမာရဝဒီဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်မှာအရခတ်တတော်ကပဲဒီစကားမောင်းမြောင်းများစွာကိုတင်ထားပြီးတော့ဘူးရောင်မောင်းတော့လည်းတင်ထားပြီးပြီအဲ့ဒီဘက်မှာစစ်ကောင်စီတပ်တွေဘာမှမရှိတော့ဘူးဆိုတော့ဘင်္ဂလားဒေ့ရှ်နဲ့ဒီနေရှားဆက်ဆံရေးပေါ့စီးပွားရေးကုန်သွယ်ရေးလုံခြုံရေးကအစဒီဘင်္ဂလီဒုက္ခသည်တွေပြန်လာမဲ့လုပ်ငန်းရှင်အဆုံးထိပေါ့ ။ဟာဒါတွေကအရခတတော်နဲ့ပူပေါင်းမဆောင်ရလို့ဘလူမဖြစ်နိုင်ကြအကြောင်းမရှိတော့ဘူး။ဒါကြောင့်လည်းဘင်္ဂလားဒေ့ရှ်ဘက်ကဒီလိုပူပေါင်းဆောင်ရရမယ်။အဲဒါပြောလာချင်းဖြစ်တယ်လို့ကျွန်တော်မြင်တယ်။အဲဘာလို့ဆိုတော့ဒီအရခတတတော်ကလက်မခံရင်တော့ဘလူအစီအစဉ်မျိုးမှအလုပ်ဖြစ်မှာမဟုတ်ဘူး။ဆိုတော့သူတို့ဘက်ကလည်းအဲနားလည်လာတယ်။အဲဒါကြောင့်ဒီနေ့အချိန်မှာတော့သူတို့ကအဲ ဆွေတရအနေနဲ့အတိမမပြုတ်ရင်တောင်းပါဘူးအရခတ်တတ်တယ်မလွှဲမသွေးဆက်ဆံမှပြဿနာတွေအလုံးစီးပွားရေးကအစနေစားဖြတ်ကျုံမှုဒီဒုက္ခတွေကိုပြန်လည်လက်ခံမှုအလုံးဟာအရခတ်တတ်တော်ပေါ်မှာမူတည်ပါတယ်အရခတ်တတ်တော်မပါပဲဘယ်လိုမှပြီးမြောက်နိုင်မှာမဟုတ်ဘူးဘယ်လိုမှအကျိုးဖြစ်တော့မှာမဟုတ်ဘူးဆိုတော့သူတို့ဘက်ကနားလည်လာတယ်အဲအဲ့ဒါလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒီတလောက်တော်ဒီအရခတ်တတ်တော်နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကတရင်ဝင်း ဆက်သွယ်မှုရှိမရှိတော့မသိဘူးပေါ့ဒါပေမဲ့နေဆက်မှာတော့ကုံတယ်ရီကတော့သူနီသူဟာ ਨੇ အဲဖြတ်ကျော်ပြီးတော့စီးပွားရေးလုပ်နေကြတာဟိုဘက်ဒီဘက်အဲအဲ့အရာတွေကတော့ရှိပါတယ်အဲဒါကလည်းဒါကုံတယ်ကုံတယ်ရှင်းပေါ့နော်ပြည်သူပြည်သူရှင်းနေဆက်ဒေသဆိုတာအရင်ကလည်းဆက်ဆံကြတယ်ပေါ့အဲအခုလည်းအဲ့လိုပဲစီးပွားရေးသမားဆိုတော့စီးပွားရေးအလုပ်လုပ်ကြတာပေါ့အော်ဒါအကြောင်းမကြခင်ပဲဒါတရားဝင်ဆက်ဆံမှုတွေလည်းအဲဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲဒါ နိုင်ငံရေးလို့အတိမတ်မပြုတ်ပဲမဲ့ဒီဟာကိုအဓိကဟိုဖြည့်ရှင်းတဲ့နေရာမှာအရက်တက်တော့သူတို့မလွဲ့မသွေအတိမတ်တခုတစုံတရာပြုတ်ပြီးတော့ဆက်ဆံရမှာဖြစ်ပါတယ်အဲရှုံပြီးပြောရရင်တော့ဟိုဒီရခိုင်ပြည်ဟာစည်ရည်ရီမတ်ချက်ပြည်ပြည်ရဲ့နောက်ပိုင်းမှာဒီစစ်ကောင်စီနဲ့ဘယ်လိုစခန်းသွားကြမလဲပေါ့အဲဒါကလည်းတပိုင်းပေါ့နော်စည်ရည်နဲ့တတ်တတ်အပိသဖြည့်ရှင်းကြမလားဒါမှမဟုတ်နိုင်ငံရေးနဲ့မိမိတို့လူရှင်နဲ့နိုင်ငံရေးရီမတ်ချက်ပြည့်စုံအောင် လောက်ကြမလားပေါ့အဲအဲ့ဒါတွေကတော့ပြောဖို့စောသေးတယ်လို့ကျွန်တော်တို့ကမြင်ပါတယ်အရခတ်တတော်ကပုဂ္ဂိုလ်တွေကလည်းတတော်ကိုကြည့်နိုင်ငံရေးအမျိုးအမည်ကြီးကြပါတယ်အဲဒါကြောင့်သူတို့ဖက်ကအကောင်းဆုံးလှုပ်ဆောင်နိုင်သိမယ်လို့ကျွန်တော်တို့ပြည်သူတွေကတော့အယုံကြည်ပါတယ်အဲဒါအရခတ်တတော်ကဒါရခိုင်ပြည်တစ်ခုနာတလျောက်ကိုပေါ့အုပ်ချုပ်နိုင်ပြီးအာကိုကျွန်မကိုဖန်တီးနိုင်ပြီးကိုရီတောက်ကိုအုပ်ချုပ်ခွင့်ရပြီဆိုရင်တော့အကုန်လုံးကပြည်လေသွားလိမ့်မယ်အဲဆိုလို့ကျွန်တော်တို့ကထင်တယ် ဒါကြောင့်ကျွန်တော်တို့ကတော့အားကိုးတယ်မျှော်လင့်တယ်အဲကျွန်တော်တို့အရင်ကတည်းအဆောက်အအုံများစွာပေါ့ရခိုင်ဒေသတိုးတက်လာလိမ့်မယ်လို့ယူဆပါတယ်ပြဟုတ်ကဲ့